မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတာဂီတမြို့နယ်ရဲစခန်းကိုဖောက်ခွဲတိုက်ခိုက်ရာရဲ3ဦးထိခိုက်ဒဏ်ရာရပြီးတော့တအူးဟာစိုးရင်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဗန်မာလာတရနေ့ည10:00နာရီခွဲအချိန်ကမှကာကီတာမြို့နယ်ရဲစခန်းကိုလက်လုပ်ဘုံလက်ပစ်ဘုံများနဲ့တော်လိုင်းရဲဘော်များကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ၎င်းတက်ခတ်မှုအတွင်မှာရဲသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကအူးဟာဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကရန်တာပြစ်ခတ်မှုများလှုံ့ဆော်ခဲ့တော့လဲဒေါ်လိုင်းရဲဘော်များအထိခိုက်မရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတက်ခတ်မှုမှာ၃ယောက်ထိထားတယ်။တယောက်ကတော့ဒဏ်ရာပြင်းထန်တဲ့ည၁၇နာရီကျော်လောက်မှာဈေးရုံကားတွေရဲစခန်းထဲကိုဝင်သွားတာတွေ့လိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ ဆက်လက်ပြီးတော့ပြည်သူအပေါ်ဖိနှိပ်ရန်ရှာနေတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လက်ပါစီတောက်တိုင်များကိုအချိန်နဲ့နေရာမရွေးအခုလိုမျိုးတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့မျိုးပြကျွတ်အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့မှာရှိတဲ့နာမည်ဆုံးတဲ့ကြော်ကြားတဲ့ KK Park ကြားဖြန့်ဝင်းကြီးကမြန်မာစစ်ခွေးတပ်ကဝင်းအောင်စီးနေတယ်လို့ပြောပြီးကိုရရမြောက်အဖြစ်နဲ့မနေ့ကမနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ကရင်နယ်ကြားစောက်တပ် BGF တို့က အကြီးစားဘုံဖောက်ခွဲမှုများဖျော်ဖြတ်မှုများလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့၈ရက်လောက်ဇက်တိုက်တနေ့ကို၄လုံးဘုံခွဲမှုများကိုအများအပြားညာပိုင်းနေမှာ လူရင်းမြင်သာစေရန်မိစလိုက်များထုံးပြီးတော့ဖောက်ခွဲဖြက်စီးပြနေပြီးလိုဗမာလာ၂ရက်နေ့ကဖောက်ခွဲဖြက်စီးမှုဟာပုံမှန်များပြားစွာနဲ့မနက်ပိုင်းအကြီးစားဖောက်ခွဲဖြက်စီးခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ပေါင်ရင်းမြစ်တဖက်ကန်းခိုင်းဘတ်ချန်းမဲကုအရက်ကအတိုင်းသားမြင်တွေ့နေရတယ်လို့ပြောဆိုထားပါတယ်။ KK Park ကြားဖြန့်ဝင်းကြီးအားမြန်မာစစ်ကောင်စီကစီးနင်းဖြက်စီးမှုစတင်ပြီးတဲ့နောက်အဲ့ဒီကြားဖြန့်လုပ်ငန်းများလုက္ကင်နေကြတဲ့နိုင်ငံပေါင်း28နိုင်ငံကမဲဆောက်ဘက်ကိုထွက်ပြေးလာသူပေါင်း 叔叔，宝，看我呀，刚才看了五线的笔录，开美点名，那个旁边拍照，人家说不认得喵。 နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်လေးကီကောမြို့တက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွဲစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရာစစ်ခွဲတွေဘက်ကအထိနာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ22ရက်နေ့ကစတင်ပြီးတော့ယနေ့အချိန်ထိလေးကီကောမြို့တက်ဘက်ကိုအကြမ်းဖက်စစ်တပ်နဲ့ BGF တပ်များပူးပေါင်းပြီးစစ်ကြောင်း၃ကြောင်းနဲ့ဝင်ရောက်လာခဲ့ရာရသိကူကျော်ဝါဘိုးတောင်ပေါ်ကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွဲစစ်ကြောင်းဟာ မိုင်းငွေနဲ့ကိုကျုံဝင်သွားပြီးတော့ဒေါ်လိုင်းပူပေါက်တပ်ဖွဲ့များရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့်စစ်ခွေအများပြားတေဆုံးကရုပ်အလောင်းများစွာကြန့်ရှိနေတယ်လို့သိရပါတယ်အခုလိုပိတ်ဆို့နေတဲ့အကြောင်းစစ်ကြောင်းများကိုကယ်ထုတ်နိုင်ရန်လေကြောင်း drone မိဆိုင်များနဲ့တိုက်ခိုက်နေတော့လဲစစ်ခွေစစ်ကြောင်းဟာဆက်လက်ပိတ်မိနေပြီးတော့ပြန်ဆုတ်လုံမရဖြစ်နေတယ်လို့ပြောပါတယ်စစ်ခွေစစ်ကြောင်းတွေ၄ကီကောရသိခုကြော်ဝါဘူးတောင်ကျောပေါ်မှာ မိုင်းဝင်းနဲ့စစ်ကြောင်းကျုံဝင်သွားပြီးတော့ပိတ်မိနေပါတယ်အဲ့ဒီစစ်ကြောင်းတွေကို KNL မဟာမိတ်တပ်တွေကဖြတ်တောက်တိုက်ခိုက်နေလို့အကြဆုံးတွေများနေတာစစ်ခွေးတွေဘက်ကလေကြောင်းပစ်ကို drone မစ်ဆိုင်းတွေနဲ့ပစ်ကူပေးပြီးတော့ပြန်ထောက်ထွက်ဖို့လုပ်နေပေမဲ့ဆက်လက်ပြီးပိတ်မိနေပြီးတော့ချေမုံတိုက်ခိုက်ခံရရလို့အလောင်းတွေပုံတွေပါတယ်တိုးလာသမျှပြည်သူစစ်တွေလည်းသေးတာမနေဘူးပြန်ဆုတ်လို့လည်းမရဖြစ်နေတယ်လို့ KNL စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင်မင်းလက်ပံရွာကဖလူရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလည်း မဲလပန်ပြောင်းကွယ်တောင်ကုန်းများဘက်မှာဆွတ်လာပြီးတော့ဖြတ်တောက်တိုက်ခိုက်ခံနေရတယ်လို့သိရပါဗါတယ်။တခြားတစ်ဖက်မှာလည်းကြပါစစ်တပ်ကအယောင်ပြဝင်းအောင်စီးနှင်းခဲ့တဲ့ကြားဖြန့်အခြေစား KK ပတ်အတွင်းမှာရှိတဲ့ကားဆိုင်ကယ်လျှက်စစ်ပစ္စည်းများကို BGF တပ်ဖွဲ့ကမြောက်ရီမြို့ကိုတဲဆောင်ကရောင်းစားနေတယ်လို့သိရပါဗါတယ်။ အဲ့ဒီကြားဖြန့်လုပ်ငန်းများလုပ်ကံရာအဆောက်အုံများကိုဘုံခွဲဖြိုချနေတဲ့ရုပ်တံဗီဒီယိုဓာတ်ပုံများကိုရိုက်ကူးကဝါရဖြန့်ချီရန်လှုံ့ဆော်လျက်ရှိပြီးအဲ့ဒီအဆောက်အုံပုံစံများကိုရွှေကုတ်ကိုမြို့တက်မှာပြန်လည်တည်ဆောက်ရန်ရှိတယ်လို့သိရှိထားရကြောင်းကရင်စည်ရေးသတင်းရင်းတွေကပြောပါတယ်ကြားဖြန့် KK Park မှာတရုတ်တွေကခြံထားခဲ့တဲ့ကားတွေဆိုင်ကယ်တွေလျှက်စစ်ပစ္စည်းတွေကို BGF တွေကမြောက်ရီဘက်ကိုတည်ပြီးတော့ရောင်းစားနေပါတယ်စစ်တပ်က KK Park ထဲမှာတပ်ဆွဲထားတဲ့အောင်သတင်းလွှင့်ထားတယ်ပြီးတော့နေတိုင်းလိုလိုအဆောက်အုံတွေကို ဘုံခွဲဖြိုချရှင်းလင်းနေတဲ့ဓာတ်ပုံရုပ်တံတွေရိုက်ကူးပြီးဝါရဖြန့်ဖို့စစ်တပ်ကို BGF ကတရင်ဖို့ပေးနေပါတယ် KK Park 3တပ်5တပ်နှစ်ထပ်အဆောင်လေးဖြိုချပြီးရွှေကောက်ကိုတဲမှာ၁၀ထပ်၁၅ထပ်ဒီထက်ကောင်းတဲ့ကြားဖြတ်အဆောင်အထက်မြင့်ကြီးတွေပြန်ဆောက်ဖို့ပြင်နေတယ်လို့ကရင်စည်ရဲသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယဝရီတိုင်းပသိမ်မြို့ပေါ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစစ်တပ်ကလုံခြုံရေးတွေတင်းကျပ်စွာချထားပြီးတော့ဖျက်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာပသိမ်မြို့ကံ30ပြည်တော်စုဂွင်းမှာတည်ရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုစစ်ခွေးတပ်ကလုံခြုံရေးတင်းကျပ်စွာချပြီးတော့ဘန်ဖိုးနှစ်စီးနဲ့ဖျက်ဆီးလိုက်တယ်လို့သိရပါဗျ။အဲဒီနောက်ဒီနေ့မနက်ပိုင်းမှာပြည်တော်စုဂွင်းကိုမိုးကအစိမ်းများကာယံထားပြီးတော့စစ်တပ်ကလုံခြုံရေးယူထားတယ်လို့သိရပါဗျ။ဗိုလ်ချုပ်ရုပ်ထုစိုက်ထားတဲ့တိုင်မှာဖြိုးချပစ်လိုက်တာအပြင်ကကြည်တာလေအထဲကိုတေချာဝေကြီးခွင့်မပေးဘူးမိုးကအစိမ်းနေကာထားတယ်စစ်ခွေးတချို့စောင့်နေတယ်တော်တော်မရိုင်းလိုက်တဲ့ကောင်တွေဗျာလို့ ပသိမ်မျိုးကကင်းထောက်လူငယ်တူကပြောဆိုထားပါရယ်အကြမ်းမဲ့စစ်တပ်ကနိုင်ငံတော်ဝါမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကိုမကြာခဏစိုးသလိုဖျက်ဆီးလျက်ရှိပြီးတော့အခုလိုဖျက်ဆီးရမှာညအချိန်မှသာလုံခြုံရေးတွေချထားပြီးတော့ဖျက်ဆီးလျက်ရှိတယ်လို့ပြည်သူများထံကစုံစမ်းသိရှိရပါရယ်အခုနှစ်ဩဂတ်လ9ရက်နေ့ညတောင်ရံအချိန်မှလည်းဘကိုးတန်းဘကိုးမျိုးလယ်မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းခြေရုပ်ထုကိုစစ်တပ်ကညအချိန်မီးတွေဖျက်တော့ပြီးတော့အမောင်ချပြီးဖယ်ရှားရှင်းလင်းခဲ့တယ်လို့သိရပါရယ် ဘိုးချုပ်ရုတ်ထုဟာဘကုံးမြို့လေကောင်မှာတည်ရှိပြီးတော့အမှတ်တအခြေခံပညာကျောင်းအနီးမှာဖျားလန်းနဲ့တောင်ကူလမ်းမဆေးရုံလမ်းနဲ့လမ်း30အစုံဘကိုးတိုင်းအစိုးရအဖွဲ့ရုံးနဲ့မြန်မာချင်းဆိုင်မှာထားရှိတယ်လို့သိရပါတယ်။အလားတူပဲပြီးခဲ့တဲ့နှစ်အော်တိုဘာလ9ရက်နေ့မနက်တနားရီအချိန်ကလည်းမန္တလေးတိုင်းတာစီမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုပ်ထုစိုက်ထုထားတဲ့ဗိုလ်ချုပ်ရေမြင်ကိုမြေကော်တဲ့ကားများနဲ့ဖျက်ဆီးပြီးတော့ရုပ်ထုကိုစစ်တပ်ကခမှတ်ရ၄၁၉ရက်ကိုတယ်ဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့မြို့အဝင်းဂိတ်တွေနဲ့စစ်ဆေးရေးဂိတ်များမှာစီဒီအမ်ဝန်ထမ်းများကိုစစ်ဆေးဖမ်းမိပါက ရွေးကောက်ပွဲကိုနှောက်ယှက်မှုဖျက်ဆီးသူများဥပဒေနဲ့အရေးယူဖမ်းဆီးရန်ညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဆက်ခွေးတက်ကအော်တိုဘာလနောက်ပိုင်းအတွင်းမှာအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM ဝန်ထမ်းများနဲ့စစ်ပြေးရေးပြေးဖမ်းဆီးနိုင်ရေးအတွက် Person Scrutinization and Monitoring System PSMS application ကိုအဆင့်မြင့်တင်လိုက်ပြီးတော့အမည်ပြဆိုင်ရင်တွင်းထားသူများကိုစစ်ဆေးရေးဂိတ်များမှာဖမ်းမိပါကရွေးကောက်ပွဲနောက်ဆက်ဖျက်ဆီးသူများကိုအရေးယူတဲ့ဥပဒေပုံမှန်23ကာကြီးနဲ့အရေးယူရန် ညှို့ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။ PSMS နဲ့စစ်လို့ CDM တွေကိုမိရင်လေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့အရေးယူဖို့ညွှန်ကြားထားပါတယ်။ PSMS မှာ CDM စရင်တွေကိုဖတ်တိုးပြီးအစစ်မြင့်တင်ထားတယ်လို့ဒေဒီလိုစစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်ခွေးကောင်းဆောင်မေအောင်လိုင်းကောင်းဆောင်နဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလူမှုကွန်ရက်ဆောင်ကျင်းမှုနဲ့စီမံခန့်ခွဲမှုစနစ် Person Scrutinization and Monitoring System PSMS application ကိုလုံခြုံရေးအစီအမြင့်တင်ခြင်း အမိမဲစရင်တော်ကိုထတ်တိုးခြင်းကိုအော်တိုဝါလာနောက်မိုင်းအတွင်းမှာညွှန်ကြားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီညွှန်ကြားချက်ကိုပြည်နယ်နဲ့တိုင်းဒေသကြီးများအားလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်ပြီးတော့အဓိကအားဖြင့်ရဲတပ်ဖွဲ့ကအကောင့်ထဲဖွင့်နေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။စစ်တပ်ကအကောင့်ထဲဖွင့်နေတဲ့ BSMS application မှာကနအူလူဦးရေ9000ကျော်ကိုထည့်သွင်းခဲ့ပြီးတော့ယခုကအရေးအတွက် ကိုးသောင်းကျော်အထိကိုတိုးမြင့်သွားပြီဖြစ်တယ်လို့သိရပါတယ်။ရုရှားကအဓိကတာဝန်ယူရေးဆွဲပေးတယ်။ BSMS application ကိုစစ်ခွေးတပ်ကရေးဆွဲထုတ်လုပ်လိုက်ပြီးတော့အဲ့ဒီ application မှာစစ်တပ်ရဲနဲ့လောက်ဝကများတိတဲ့အသုံးပြုစစ်ဆေးရန်တာဖြစ်တယ်လို့သိရပါတယ်။စစ်ဆေးရေးဂိတ်များ၊၄စိတ်၊ရေစိတ်မြို့ဝင်ထွက်ဂိတ်များနဲ့ကားဂိတ်များမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဖရဲအုပ်ရဲနဲ့ လောက်ကများထံကို application ရချထားပေးတယ်လို့သိရပါတယ်။အဲ့ဒီ application ကိုဝင်ရောက်ရန် key နဲ့ password များကိုလည်းစစ်ခွေးတက်ကတင်းကျပ်စီစစ်စွာချထားပေးပြီး BSMS application အတွင်းမှာရှိတဲ့အချက်အလက်များကိုနေပြည်တော်ကတိုက်ရိုက်ထိန်းချုပ်ထားတယ်လို့သိရပါတယ်။အဲ့ဒီ PSMS application နဲ့မှာစစ်ခွေးတက်ကအလို့ရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူ CDM များနဲ့စစ်ပြေးရဲပြေးများကိုအဓိကဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါဗျ စစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့ BSMS application ကို၎င်းတို့အသိမှတ်ပြုထားတဲ့ဖုန်းများကွန်ပျူတာများမှသာ download လုပ်နိုင်ပြီးတော့အခြားကွန်ပျူတာနဲ့ဖုန်းများကကူးယူခြင်းမပြုနိုင်ပေလုံခြုံရေးကိုအဆင့်မြင့်တင်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ရေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာဒီစဉ်မပြအစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်ခဲ့ရာအသက်16နှစ်နဲ့22နှစ်အရွယ်အမျိုးသမီးနှစ်ဦးသေဆုံးပြီးတော့တအုပ်အပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့နိုဝင်ဘာလ2ရက်နေ့မနက်9:45မိနစ်ခန့်ကချောင်းဦးမြို့ပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ခွေးတပ်က130မမလက်နက်ကြီးများနဲ့ လေးလုံးရန်တပြက်ကတ်ခဲ့ရာငါးလုံးတင်ကြေးရွာအပင်ကိုကြောက်ရောက်ပောက်ကွဲပြီးအသက်16နှစ်အရွယ်နဲ့22နှစ်အရွယ်အမျိုးသမီးနှစ်ဦးသေဆုံးပြီးအသက်73နှစ်အရွယ်အမျိုးသမီးတဦးအပြင်းထန်ဆိုးရိမ်ရကနေအိမ်နဲ့မိဘဆောင်တဆောင်လဲပျက်စီးခဲ့တယ်လို့သိရပါဗါးတိုက်ပွဲမှာမရှိဘဲနဲ့အကြောင်းမဲ့တက်တက်ကိုတမင်ပြစ်တာပါမိသားစုဝင်ကနှစ်ဦးပါပါတယ်သေဆုံးသူအမျိုးသမီးတယောက်နဲ့ဒဏ်ရာရတဲ့အမျိုးသမီးတယောက်ကမိသားစုဝင်နေပါကျန်တဲ့တယောက်ကလည်းဆွေမျိုးသားချင်းတော်ဆက်သူပါသူကလည်းဆိုးရိမ်ရပါတယ်ထပ်ပြီးတော့လက်နက်ကြီးနဲ့ပြစ်မှကြောက်လို့ အခုတော့တရွာလုံးရှောင်နေကြပါတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ် အဲ့ဒီငါးလုံးတင်ကြီးပါကိုအကြမ်းမဲ့ဆက်တက်ကမကြာခဏလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အော်တိုဘာလ10ရက်နေ့ည10:00နာရီခန့်က120မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူအမျိုးသမီး2ဦးသေဆုံးခဲ့တယ်လို့သိရပါဗါးအလားတူပဲမေလ15ရက်နေ့ည9:00နာရီခွဲအချိန်ကလည်း120မမလက်နက်ကြီးနဲ့သုံးလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးပြီးနေအိမ်12လုံးမိလောင်ပြကြခဲ့သေးတယ်လို့သိရပါဗါးဒါပြင်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းစစ်ကြောင်းထုတ်ဝေရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်များကို ချုပ်ဖြတ်စည်းခြင်းတွေကိုလည်းလုံဆောင်ခဲ့မှုကြောင့်ပြင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း